တကယ်လို့ချင်းအခုလာခေါ်လို့ရတယ်ဆိုပြီးအာဆင်နယ်တို့စီကိုချိတ်ဆက်လာခဲ့ရတဲ့ရိုဒီကိုရဲ့အေဂျင့် စပိန်လာလီဂါကလပ်ရီယယ်မက်ဒရစ်အသင်းရဲ့တိုက်စစ်တောင်းပန်ကစားသမားရူရီဂိုရဲ့အေဂျင့်ကတော့သူ့ရဲ့ကစားသမားကိုအလိုရှိရဆိုလို့ရှိရင်တော့အာဆင်နယ်အနေနဲ့တရားဝင်လာပြီးကန့်လတ်လို့ရတယ်ကစားသမားလည်းထွက်ခွာ ready ပဲဒီအတွက်လည်းရီယယ်တို့ကဇင်းလုံးတည့်ရဲ့သတ်မှတ်ထားဆိုပြီးသူတို့ကပြောသွားခဲ့တယ်ဟောဒီညနေခင်းသတင်းကတော့ကျွန်တော်လေးဖို့မရဘူးဒါပေမဲ့စိတ်တိုင်းကြတဲ့သတင်းနှစ်ပုဒ်တော့တွေ့ထားတယ်ဒါကိုပဲတီးတန့် player special review ပုံစံမျိုး transfer special review ပုံစံမျိုးကျွန်တော်ပြောပြသွားမယ်အဲ့တော့ Rodrigo ရဲ့ agent ဒီ Arsenal ကိုချိတ်ဆက်မှုတွေလုပ်ထားတယ်ဒီသတင်းကိုတော့ဒါ Cardina Sa လို့ခေါ်တဲ့သတင်းတောက်ဆုပ်စီကကျွန်တော်ရတယ်နောက်တချို့ report တွေကဆိုလဲ Sky Sport က Florian Plantan Bass ကလည်းသတင်းရပါဗောလေအဲ့တော့ကစားသမားတစ်ယောက်အသင်းပြောင်းတော့မယ်ဆိုရင် agent ဒီအလုံးအများဆုံးပဲအဲ့ဒီ agent ကသူ့ရဲ့ကစားသမားကိုဘလို့အသင်းဒီကိုသွားတင်တယ်ဘယ်အသင်းတွေကတော့မင်းကိုခေါ်ဖို့စိတ်ဝင်စားတယ်ငါကတော့ဘယ်အသင်းကိုသွားပြီးချိတ်ဆက်ပြီးတော့ marketing စီးမယ်အဲ့ဒါက ကစားသမားကိုဝန်ဆောင်မှုပေးနေတဲ့အေဂျင့်တယောက်ရဲ့အရေးပါဆုံးအခန်းကဏ္ဍပဲအဲ့တော့ Real Madrid အပိုင်းကိုကြည့်လိုက်ရအောင်ကစားသမားအပိုင်းကတော့အေဂျင့်ကတော့ဒီကစားသမားကိုခေါ်လို့ရတယ်ဆိုပြီးတော့လမ်းဖွင့်ပေးထားပါဘို့လေ Real အပိုင်းကိုကြည့်လိုက်ရအောင် Real Madrid ကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ပေါင်68တန်းယူအားဖြင့်ဆိုရင်တန်း80လောက်ရတဲ့လက်လွတ်ပေးသွားမယ်။ဘာကြောင့် Real ကဒီတန်ကြီးတစ်ရက်နဲ့ short ပြီးတော့ရောင်းကျင်တာလဲ။အဖြေအားရှင်းတယ်ဘီဘာဝူရဲ့တက်စစ်တောင်ကစားသမား Nico William သူကဝဲကျင်တာ။ နီကိုဝီလျံဝယ်တဲ့အခါမှာသုံးဖို့အတွက်အဲ့ဒီအင်ကန်ကိုရိုဒီကိုရောင်းချပြီးသူတို့ကပြန်ပြီးပြင်ဆင်တာအဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ဆိုရင်နီကိုဝီလျံရီယယ်ကိုရောက်ရီယယ်ကရိုဒီကိုအာဆင်နယ်ကိုပြန်ထုတ်အဲ့ဒါကြီးတမိုင်းကြောင်းမှာရှိခဲ့တယ်ကျွန်တော်အိုဇေးအာဆင်နယ်ကိုရောက်လာတာအကြောင်းမဟုတ်အခြားကစားသမားကိုရီယယ်ဝယ်ခြင်းတဲ့အခါမှာဒါမျိုးလုပ်ခဲ့တာပြီးတော့မာဒီအိုဒီကိုရောင်းချခဲ့တာဟုတ်မှန်ရောအာဆင်နယ်နဲ့ရီယယ်မက်ဒရစ်ကြားထဲမှာအပြောင်းရွှေ့တွေကအရင်စိတ်နေခဲ့တာမဟုတ်ဆက်ဆက်ရင်ကောင်းနေရှိခဲ့တယ် ဲ့တော့အာဆင်နယ်သားတကယ်ရိုဒီโกလိုချင်တယ်ဆိုထဲထဲဝင်ဆွေးနွေးမယ်ဆိုရင်ဒီပမာဏလောက်နဲ့နေအပြောင်းရွှေ့ဖြစ်သွားနိုင်တယ်ဒါမှမဟုတ်အတ်အွန်ဘောနက်ဘာညာနဲ့နည်းနည်းလျှော့ပြီးတော့အရေးကြပေးမှန်းတကူကိုညှိလို့ရနိုင်တယ်အမှန်တကယ်တော့ရိုဒီโกဒီတစ်ချိန်လုံးက Real Madrid ကရောင်းရမဟုတ်ပလေယာဘလောက်တောင်မှမရောင်းညင်လဲဆိုရင်10ဘီလီယံအထိစာချုပ်ဖြစ်တင်ကြီးကတ်ထားခဲ့တာ ဒါပေမဲ့ဆရာသမားတို့ကအခုအခြားစပိန်ဝင်အားသမားတို့ကိုပို့ပြီးသဘောတွေ့နေခါမှာတော့ရောင်းကျင်တယ်အဲ့တော့ပထမကျွန်တော်တို့ထင်ခဲ့တာကရိုဒီโกလိုမျိုးရီးယားရဲ့သွားထိလို့မရတဲ့ကစားသမားတို့ကိုအာဆင်နယ်စိတ်ဝင်စားတယ်ဆိုတာကသတင်းအဖြစ်ပဲလို့ကျွန်တော်တို့ကသိခဲ့တာဒါပေမဲ့တဖြည်းဖြည်းနဲ့တတိတခြားပို့ပြီးတော့နှီးဆက်လာခဲ့တယ်အာဆင်နယ်ကလည်းဝင်ကစားသမားတွေမှာသူတို့ option တွေရှိတယ် plan A ကစားသမားအဲ့ဒါကနီကိုဝီလျံနောက်တစ်ယောက်ကရိုဒီโกရိုဒီโกကတော့ဖြစ်နိုင်ကြနေဆိုပြီးကျွန်တော်တို့ထင်ခဲ့တာဗောလေဘာကြောင့်ကာလာရှိစကားပြောခဲ့တဲ့ နီကိုဝီလျံရှိတာဟုတ်ဒါပေမဲ့နီကိုဝီလျံတဖြည်းဖြည်းနဲ့လောက်ခရတာပိုင်းညှိမြတဲ့အခါမှာတော့အာဆင်နယ်ရဲ့တာဂက်ပြောင်းသောမှုရတယ်အဲ့တော့အိုင်ဒါအပိုင်းကိုပြောလိုက်အောင်အိုင်ဒါကလည်းဟိုအခုနောက်ပိုင်းကျွန်တော်ကြည့်သလောက်လေးအာဆင်နယ်သတင်းထွက်တဲ့ကစားသမားကြီးအကြောင်းအိုင်ဒါအင်တာဗျူးတွေကမေးလိုက်တဲ့အခါကြိုက်တယ်ဆိုတာကြီးပဲသူတကယ်ကြိုက်မကြိုက်တော့မသိဘူးဒါပေမဲ့ရိုဒီဂိုလိုမျိုးဘရာဇီးသားနီကိုဝီလန်လိုစပိန်သားအိမ်နောက်စလုံးလိုအိုင်ဒါကြိုက်တယ်ဆိုတော့ကျွန်တော်တော်တော်များသတင်းတွေမှာဖတ်မိရပါလေအဲ့တော့ဒီကစားမနှစ်ဦးကြောင်းတစ်ချက်နှိုင်းရှင်းလိုက်အောင် ရိုရီကတော့အသက်24နှစ်နီကိုဝီလန်ထက်နှစ်နှစ်ကြီးတယ်ဘရာဇီးသားဖြစ်တယ်စကေးပိုင်းတော့ပြောစရာမလိုဘူးဒါပေမဲ့ပရီးမီးယားလိမှာရောက်နေခဲ့တဲ့အာဆင်နယ်ဘရာဇီးသားမာတီနယ်လီကိုကြည့်တာတော့ရိုရီကိုကသူ့ထက်တော့နည်းနည်းပိုကောင်းနိုင်တယ်လို့တော့ကျွန်တော်ထင်တယ်ဟိုစပိန်မှာဘယ်လောက်ကြီးပဲရီယယ်မှာလှုပ်ပြထားတဲ့ပြောပြောပရီးမီးယားလိမှာတော့ဘောဟုတ်တစ်ကနေပြန်ဆားရမှာအဲ့ဒါကဘရာဇီးသားတွေရဲ့ပရီးမီးယားလိရောက်လက်တွေ့ဖြစ်ရမှန်ပဲအဲ့ဆိုတော့ ဒီကစားမနဲ့ပတ်သက်ပြီးကျွန်တော်တို့တုံးရမှာပထမတော့ကပေါင်85တန်း Euro တန်း100တုံးရမယ်ထင်တာအခု Euro တန်း80လောက်တုံးတာလည်းရပြီ Euro တန်း80ဆိုတာဒီပေါင်ဆိုတော့ပြောတယ်68တန်းအဲ့ဒါတော့ဒီကစားမထက်ပေါင်68တန်းတုံးမယ်ဟိုဘက်မှာကျွန်တော်တို့ဒါလူလူပူပူတန်း60လောက်တုံးမယ်ဆိုနှစ်ယောက်ပေါင်းတန်း120လောက်ပဲကြမယ်ပစ်တာယောဂရက်အတွက်ပေါ့လေနှစ်ယောက်ပေါင်းရူရီလည်းခေါ်မယ်ပစ်တာယောဂရက်လည်းခေါ်မယ်နှစ်နေရာဖြည့်ပြီးတန်း120လောက်ပဲကြမယ်ကျန်တဲ့ကျွန်တော်တို့တန်း100တန်း300ထုတ်ထားဆိုကျန်တဲ့ပိုင်းနေဖြည့်ပါလိမ့် ဒါအခုကျွန်တော်ပြောတဲ့နှစ်ယောက်က plan B ကစားသမားမဟုတ်ဘူးနော် plan A quality မြင့်ကစားသမားကြီးပဲဖြစ်လို့ရတယ်အဲ့ဆိုပြီးလို့ရှိရင်တော့ bitter yogurt တဲ့တင်တပုတ်ကိုတီးတန့်ပြောပြီးမယ်ဒါကတော့ပထမ rodrigo တဲ့တင်ပေါ့လေအဲ့ဆိုတော့ agent ကိုယ်တိုင်ကငါတို့ကစားသမားကိုမင်းတို့လာခေါ်လို့ရတယ်ဆိုပြီးတော့ arsenal နှစ်ချောင်းပေးထားတယ် rie ကလည်းဒီလောက်လောက်ရရင်ငါတို့လက်လွတ်မယ်ဆိုပြီးနှစ်ချောင်းပေးထားတယ် arsenal ဘာကြောင့်ကြန့်ကြာနေလဲအဲ့ဒီချက်ပဲ arsenal တဲ့မှာမဖြစ်မနေအားဖြစ်မဲ့နေရာက martinelli ရဲ့ဘယ်ဘက်ချမ်းဝင်ငါရဲ့နောက်ပြီးတော့ အာဆီယံဒန်ရနေခဲ့တဲ့ဂျေဆူးရဲ့အထောင်တိုက်စစ်နေရတယ်။မေအီနိုတို့ခိုင်ဘတ်တို့ခန့်ထားလိုက်သူတို့ဒီ professional striker တွေမဟုတ်တဲ့အတွက်အဲဆိုပေါ်တူဂီလီဂါဗစ်တာယောဂရက်ကတော့အာဆီယံကိုရောက်လာနိုင်ခြင်းအရှိဆုံးပဲ။ကဲအဲဆိုရိုဒရီဂိုကအာဆီယံအသင်းစီကိုရောက်လာမယ်ဆိုလို့ရှိရင်တော့ဆောင်းတော့ကျွန်တော်ပြောရယူတန်း80လောက်နဲ့ installment ပေးမယ်နဲ့နောက်ဆုံး3နှစ်ကြာပေးမယ်ကွာ။မှတ်တန်း30နောက်နှစ်နှစ်ကိုတန်း90ကိုခွဲပေးလိုက်ဒါမျိုးနဲ့အာဆီယံခေါ်လို့ရတယ်။ အဲ့ရိုရီကိုကြိုက်လာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကများသောအဖြစ်ဒီကိုဝီလန်ဗီဒီယိုတွေပဲအကြည့်များဆိုတော့ရိုရီကိုပြန်ကြည့်တဲ့အခါမစိုးပါဘူး။ဒါပေမဲ့ကစားသမားဘာကြောင့်ထွက်ကျင်လဲဆိုတော့သူကလည်းတကယ်နာမည်ကျော်ဝိညာဉ်ကစားသမားတွေပုံနေခဲ့တဲ့ရီးရဲမှာလောင်ရိပ်မိသူလို့ဖြစ်နေခဲ့တဲ့အတွက်ပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းတစ်သင်းကိုပြောင်းကျင်တာ။အဲ့တော့ကစားသမားတဦးအနေနဲ့ဆိုလို့ရှိရင်တော့ရီးရဲလို့အစင်တန်းမျိုးမှာရောက်ပြီဆိုရင်ပြန်ထွက်ကျင်တဲ့အချိန်က အသက်ကြီးလာမှာပဲအသင်းကမလိုချင်တော့မှာပဲထွက်ကြတာများတယ်။ဒါပေမဲ့တကယ်ကိုလက်ရှိအချိန်မှာအကောင်းဆုံးလဲဖြစ်နေတယ်။အသက်ကလည်း24နှစ်ပဲရှိသေးတယ်။ကစားသမားတဦးတည်းဆိုရင်တော့အာဆင်တို့တကယ်သာအဲ့ဒီပမာဏသုံးပြီးခေါ်မယ်ဆိုရင်တော့အပြောင်းရွှေ့ဖြစ်လာနိုင်တယ်။အဲ့လို့ဆိုတော့ရီယက်ကတော့ရူဒီကိုမရောင်းရရင်ဒီကိုဝီလန်လည်းမဝယ်ဘူးကွာ။လိုက်ပြီးနှောက်ရက်မယ်ဆိုတဲ့ပုံစံမျိုးတော့အထာဖမ်းနေတယ်။အဲ့တော့ကိုကသူနီကိုဝီလန်နဲ့ရီယက်ကြားထဲကရေစက်လေးစုံဖို့အတွက်ရူဒီကိုတော့ပြီးဝယ်ပြရမယ်ပုံစံဖြစ်တယ်။ဒါပေမဲ့ရူဒီကိုဒီ အာဆင်နယ်သင်းမှာကလပ်တစ်ခုမြင့်ပေးလိုက်မယ်ဆူပလာတွေစင်ခွန်နိုင်တဲ့ဝင်ကစားသမားတဦးအဖြစ်တော့ကျွန်တော်နည်းနည်းခံစားမိတယ်။ဟွန်းတရားကိုင်းတော့အပြစ်တော့အာမမခံသေးဘူး။ဘာလို့ဆိုတော့ကိုရီသင်းရဲ့လည်းတရားဝင်ဆွေးနွေးပြီးဟီဝီကိုဖြစ်ထားတဲ့ပလေယာလည်းမဟုတ်သေးတဲ့အတွက်တေချာတော့အာဆင်နယ်နဲ့အသားချမ်းကြတော့တစ်ချက်တော့စောင့်ကြည့်ရမှာပေါ့လေ။အဲ့တော့အာဆင်နယ်သင်းစီကိုနီကိုဝီလည်းရောက်မှာရိုဒီကိုရောက်မှာတော့တဖြည်းဖြည်းနဲ့စိတ်ဝင်စားဖို့ကောင်းလာပြီ။ဒါပေမဲ့နီကိုဝီလည်းကိစ္စလွယ်မြောင်တဲ့ခက်နေရ။ စာချုပ်ဖြစ်တဲ့ညကဘလောက်မှမရှိဘူးရော့အင်းဆိုပြီးဘက်ခက်နဲ့ပုံမေးလိုက်လို့ရတယ်ဒါပေမဲ့လောက်ခရစားတီတော်တော်လေးကိုအင်းအဲ့အတွက်ချက်စီရောအာဆင်နယ်ရောကနီကိုဝီဒန်နဲ့ပတ်သက်ပြီးရောကြာပြီးဆွေးနွေးနေတာရူရီကိုကိစ္စမှာတော့ချက်စီလည်းတရားဝင်ကမ်းလှုပ်ပစ်စင်နေဆိုတဲ့ကြင်တွေ့ရဲအဲ့ဆိုအာဆင်နယ်လိုချင်တော့ခက်သွက်သွက်လှုပ်ရှားမှရမယ်ဒါပေမဲ့နှောင့်နှေးကြမ်းကြနေရင်တော့ဒီလိုကစားမမျိုးချက်စီစီရောက်သွားရင်လည်းအာအာသိစရာတော့မရှိဘူး အဲ့တော့ကျွန်တော်ပီမယာလိမှာအသားကြပ်ပြီးသားအမီမိုရိုလိုကစားမဘက်တွေပဲလှည့်သွားမလားမိုဟာမက်ကူဒက်စီလည်းသွားပြီးမှန်းလို့မရဝက်ဆန်းကလည်းတည့်ရမှာရသလောက်ခတ်မှာအဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဖြစ်နိုင်ချေရှိသွားတော့နီကိုဝီနန်နဲ့ရိုဒီဂိုလိုပဲထင်တယ်ကဲနောက်ထပ်တစ်ယောက်ကြောင့်ပြောလိုက်ရအောင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဗောလေအဲ့ဒါကတော့လက်ရှိအချိန်မှာဗီတာယောရိုကိုခေါ်မယ်ဆိုလို့ရှိရင်တော့ပြိုင်ပွဲမရှိတဲ့အနေအထားဖြစ်သွားပြီ ်ပထမကျွန်တော်တို့စိုးရိမ်နေကြတာကသူ့ရဲ့ဆရာသမားဟောင်းရှိတဲ့ Manchester United ကတရားဝင်သားကန်လန်းလာခဲ့ရင်ပါသွားနိုင်တဲ့အဆိုးရဲ့အချက်ပေါ့လေဒါပေမဲ့လက်ရှိအချိန်မှာ Peter Jorgret အနေနဲ့ Europa League ကနေဘိုလီဝဲမှာရှုံးနေပြီးထွက်ခွာသွားတဲ့ Manchester United ကိုပြောင်းမလား Champions League ဝင်ရတဲ့ Arsenal စီပြောင်းမလားဆိုရင်တော့အပြေအရှင်းနေပြီဒီမှာပေါ်တူဂီသတင်းစာတွေရဲ့အာဘော်ကိုလည်းကျွန်တော်ဖော်ပြပေးခြင်းတယ်ပေါ်တူဂီသတင်းစာ10ခုရှိရင်9ခုလောက်က အာဆင်နယ်နဲ့ဗီတာယောဂကိစ္စကြီးပီစီးစလောက်ဖြစ်သွားပြီဘလောက်နဲ့အပြောင်းရွှေ့ဖြစ်တယ်တနည်းလောက်ခရစားဘလောက်တပတ်ကိုဘလောက်ပေးမယ်ဘာနဲ့ချုပ်တယ်အဲ့ဒါကြီးကစဒီဒီကြကြဆရာသမားတွေကအေးစေးရေးနေကြတာကိုရီးယားသာမယုံရဲတာပေါ်တူဂီသတင်းစာသူ့ရေသူ့မြေကသူ့ပလီယာမှုလို့မာကတ်တင်းဆီရဆိုပြီးထင်တာဒါပေမဲ့အဲ့ဒီမှာတကယ်လုံနေကြပြီအဲ့တော့ဗီတာယောဂနဲ့ပတ်သက်ပြီးတော့အန်ဒရီဘာဒါကအမာခံပြိတ်သက်အန်ဒရီဘာဒါကဒေသမောက်တီကိုမာတွေကခေါ်ချင်တာအာဆင်နယ်နီးပြမိခင်းအိုက်တိုင်းမီးစိမ်းပြမှုကိုစောင့်ကြည့်နေတာ ဒီမှာအာဒီဒါကလည်းဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးတော့ဘယ်လောက်တောင်စကားတွေကြုံထားလဲမသိဘူးအဲ့ဒီပိုင်းနဲ့သူတို့တေချာကင်တွေးရမှာအဲ့တော့ဆက်စကိုရောက်မလားပီတာယော့ကရက်ရောက်မလားဒီမှာတော်တော်များပြောတာပေါ့လေဗီတာယောဂရက်ပရီးမီးယားလိမှာအသားကျနိုင်တယ်မကျနိုင်ဘူးနဲ့ပတ်သက်ပြီးငင်းခုန်ကြပဲရှိတယ်။ quality ကကောင်းပြီးသား။အခု तू ပွဲကစားတာထက် twin go ဖန်တီးမှုတွေကအများကြီးပဲ။ဒါပေမဲ့ဘာကြောင့်လဲ။လူတွေကလိုအပ်ထပ်ပို့ပြီးအထင်မကြီးကြတာကအဲ့ဒီကစားမဆော့နေတာကပေါ်တူဂီပြည်တွင်းလိဖြစ်နေတယ်။လိအစင်တဲ့နိုင်ကြတဲ့အတွက်သူ့အတွက်ရန်လွယ်ကူနေတယ်။ပရီးမီးယားလိရောက်လာရင်ဒီကစားသမား တပွဲတကိုးတော့နတ်မှန်မှာမဟုတ်ဘူးဆိုတဲ့အမြင်မျိုးနဲ့ကြည့်ဒါပေမဲ့ကျွန်တော်ကကစားသမားတစ်ယောက်ရဲ့တမိုင်းကြောင့်တောက်တိလှုပ်ထားပြီးပြီဆိုတော့ပြောင်းရွှေ့ကြီးအနေနဲ့ဆိုရင်ရောရုံကြီးခေါ်တဲ့ကလပ်တင်းတစ်ခုတည်းဆိုရင်တော့တကယ့်ကိုမှ physical by your power or finishing by your champion အထူးသဖြင့်ပေါ့လေမန်တယ်ပိုင်းရောကောင်းတဲ့ဒေတာယောဂရအာဆင်ရောက်လာမယ်ဆိုရင်တော့အံဝင်စရာအကြောင်းမရှိဘူးလို့ထင်တယ်ဒါကိုရဲတားဟိုက်တာမဟုတ်ခေါ်လိုက်မယ်ဆိုရင်တော့ကိုရဲအတွက်ကြီးပဲ ဲ့တော့ဆက်စကိုကတော့တချို့ပိုင်းလေးမှာရင်းချက်ဖို့လိုသေးတယ်ဗျသူစောင့်နေတာတော့ဂျာမန်ဘွန်ဒီကာကလပ်ဆိုတော့ဟိုပေါ်တူဂီလိထက်ဆိုင်တော့တစ်စင်မြင့်တယ်ဒါဗီမဲ့အသက်ရွယ်ရလဲတကယ်ပရိုင်တိုင်းရောက်ခါနီးနေပြီဖြစ်တဲ့ဖြစ်တဲ့ရောက်ခဲ့ခေါ်မစုံတော့အာဆင်နယ်တို့အစင်မြင်နိုင်တယ်ကျန်တဲ့ကစားမ10ရောက်ဗျကြိုက်တယ်လို့ဆော့အိုင်တိုင်းတူတဲ့ဖိုးမှကြိုက်လို့ဆော့ဒါ့အပြင်အာလန်ဟာလန်ပုံတွေကိုဘောက်စ်ထဲမှာတော့ဗီတာရောက်ခဲ့ကိုထားစီခြင်းတယ်ပြကြရင်ဗီတာယောဂရီတဲ့ကာယံဘက်လိုမျိုးဟိုးနောက်ထိဘောလုံးစင်းစားတာကြီးစင်းဖြစ်တာကြီးလုပ်နေတကယ်ရေဂိုးသွင်းတဲ့ခါကျရင်စတာမီနာမကျန်တော့ဘူး အဲ့လိုဖြစ်မှာပဲကြောက်တာအခုအာရီတာရဲ့ကစားကွက်ကဘယ်ကစားမှပဲရောက်ရောက်မင်းအရင်မှဒီယန်ရိုးဆော့ခဲ့လားငါစီမှာအတက်ကင်မဖီဆော့မင်းဝင်ငါဆော့ခဲ့လားငါစီမှာဖူးဘက်ကစားမှကိုမင်းတစ်ချိန်လုံးစင်းကူအဲ့လိုမျိုးပုံစံဖြစ်နေတာအဲ့တော့ဘလောက်ကောင်းတဲ့ quality player ပဲရောက်ရောက်နီးပြရဲ့ instruction ကလည်းအနည်းနဲ့များတော့တက်ရောက်မှုရှိတယ်ဒီယန်ရိုးမှာတကယ်ဆရာကြီးပါဆိုတော့ ဒီကန်ရက်ကိုခေါ်ပြီးတော့ attacking midfield မှာ half speed တွေမှာပုံသွင်းပြီးတော့ twin goal ဖန်တီးမှုတွေအများကြီးယူခဲ့တဲ့ idea ကိုလည်းကျွန်တော်အဲ့ဘက်မှာတော့လက်ခုပ်တီးပေးမိတယ်။ Peter Yorkrat ကိုခေါ်ဖို့ဆိုရင်တော့ Arsenal တို့အဓိကပြိုင်ဘက် Manchester United ကို knock out ချနိုင်တဲ့အနေထားရှိရဲ။ဒါပေမဲ့ Arsenal ဝေဝါးမနေဘူးတော့လို့ရတယ်။ဆက်စကူလိုလို Peter Yorkrat ကိုလုံနေတော့ဈေးကွက်ဖွင့်ပြီးဟေးဆိုတာနဲ့ဝင်နှောက်မဲ့တင်နေအများကြီးပဲ။နှောက်တယ်ဆိုတာကဈေးပြိုင်ပြီးမှာ။နောက်ပိုင်းကျတော့မှမပေးတော့ဘူးကွာဆိုရှောင်ထွက်သွားရင်ကိုကဈေးမီနဲ့မိပါ။ ဲ့တော့ကျွန်တော်တို့ကပြောတာလေတော့ဗောလေမြင်မြန်ခေါ်မြင်မြန်ခေါ်ဒါပေမဲ့ရောင်းကျင်တဲ့အသေးနဲ့ဝဲကျင်တဲ့အသေးနဲ့ကြားထဲမှာအာစာဒရိုက်တာတွေကကျုံးထက်ဆိုင်ပို့ပြီးပါနှက်မှာပါခါကျရင်ကိုကတအားလူကျင်တဲ့ခါကျရင်ဈေးတင်ပြီးရိုက်မယ်အသေးနဲ့ရှိတယ်ကိုကတိတ်မလူကျင်ဘူးအခြား player တွေပါစောင့်ကြည့်တဲ့ခါကျရင်ငါတို့ player ကိုယူပါဆိုပြီးဈေးလျှော့ပေးတဲ့အသေးနဲ့ရှိတယ်အဲ့တော့ငွေနဲ့ပတ်သက်ပြီးကြီးကြီးလေးလေးတုံးကျင်တဲ့အာဆင်နဲ့အတွက်ဆိုရင်တော့အချိန်ယူပြီးတော့ကစားသမားတွေခေါ်တာကလည်းအထူးဆန်းတော့မဟုတ်ဘူးအဆုံးထိကြည့်တယ်လေ အားလုံးကျေးဇူးတင်ပါခင်ဗျာဒီစီစဉ်လေးကိုဒီကဝီစီပောင်းပေးတဲ့ရှိုးဘောလုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်39ကို6939 6300ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် iBack ကိုကို Sport Internet 93မိနစ်တို့ကစားမယ်ဆိုရင်ဆက်သွယ်လို့ရပါတယ် Premier League ပွဲစဉ်38လည်းနီးလာပြီဖြစ်တဲ့အတွက်အဲ့ဒီမှာအကောင့်ခုပြီးလာဆော့ကျင်ဆိုရင်တော့ကျွန်တော်ကျော်စွတ်တို့အကောင့်မှာလာပြီးမြင်မြင်လို့ရပါတယ်